hello အားလုံးပဲမင်္ဂလာပါဘူမာချင်းကနေကြိုဆိုပါတယ်ဆိုတော့ဒီထဲမှာတော့ကျွန်တော်တို့က Chelsea နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ကဆွေးနွေးသွားပါမယ် Chelsea တင်းရံဘက်ကတော့ Ipswich ရဲ့တိုက်စစ်မှုဖြစ်သူ Liam Delap ကိုခေါ်ဖို့အတွက် Key Wee ကိုဖြစ်သွားခဲ့ပါပြီ Fabrizio Romano ကကျွန်တော်တို့ကတင်ထားတာဖြစ်သူလို့ဒီပြတော့စင်နိုဘာလို့ကလည်းတင်ထားတာပါဆိုတော့ Chelsea ရဲ့ဘက်ကတော့ဒီ Ipswich ရဲ့တိုက်စစ်မှု Liam ဒီလက်ကိုခေါ်ယူနိုင်ဖို့အတွက်ပေါင်တန်း30တန်ကြီးရှိတဲ့စာချုပ်ပါရိုကြီးကို Ipswich တန်ကျွန်တော်တို့ကလုံးဝပေးချေသွားမယ်။အဲ့တော့ကစားသမားဖြစ်သူနဲ့လည်း Maresca နဲ့စကားတွေပါတွေပြောပြီးတဲ့နောက်မှာပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေလည်းတခြားရခဲ့ပြီးတော့လာမယ့်24နှစ်အတော်တွင် Liam Delap က Chelsea နဲ့စာချုပ်တက်တန်လက်မှတ်ထိုးမှာဖြစ်တဲ့ဒါအပြင်ကစားသမားဖြစ်သူကလက်ရှိ Chelsea နဲ့အတူဘောနောကျွန်တော်တို့ကစိတ်စစ်မှုတွေပြုလုပ်တော့မှာပါ။ ။အေဖ်ဆွေးကျက်ဘက်ကလည်းဒီဆေးစစ်မှုတွေပြုလုပ်ဖို့အတွက်ဒါခွင့်ပြုပေးလိုက်ပြီဖြစ်တယ်ပေါ့နော်။ဆိုတော့ Manchester City ရဲ့ကစားသမားဟောင်းဖြစ်တယ်လို့ City ကအေဖ်ဆွေးကိုလက်လွတ်လိုက်တဲ့နေရာမှာစာချုပ်ဒီပါလဲဒီပြန်လဲခေါ်ယူခွင့်နေပါလိမ့်တယ်ထည့်ထားတယ်။ဒါအပြင်ကျွန်တော်တို့အကယ်လို့ပြန်မခေါ်ခဲ့လို့ရှင်တောင်းပါအစ်ဆွစ်ကတခြားကလပ်အသင်းထံရောင်းချတယ်ဆိုရင်အတိုင်းတာတစ်ခုဒီသူတို့အနေနဲ့ပေါ့နော်အဲဘယ်လိုပြောမလဲဆဲဝန်ကလော့စ်ထည့်ထားတယ်ဆိုတော့မန်ချက်စတာစီးတီးဟာဒီအပြောင်းအရွှေ့ကနေ30ရာခိုင်နှုန်းထိ ဒါငွေကြေးလက်ခံရရှိမှာပေါ့နော်ဆိုတော့ပေါင်တန်း30နဲ့ကျွန်တော်ဒီ Ipswich ကရောင်းနေအဲ့ဒီတက30ရာခိုင်နှုန်းကို Manchester City ကကျွန်တော်ရမှာကျန်တာကတော့ကျွန်တော်ဒါ Ipswich ကကျွန်တော်ရမယ်ပေါ့လေဒါကြောင့်ကျွန်တော်တို့နောက်ဆုံးအချိန်ကြီးကကျွန်တော်ကြည့်ရရင် Liam Delap ဒီ Manchester sorry ပါလေဒီ Chelsea ကစားမကျွန်တော်ဖြစ်ဖြစ်ဖြစ်ခံနေပြီလို့ကျွန်တော်ပြောရမယ်ပေါ့ဗျာအရင်တုန်းကတော့လွန်ခဲ့တဲ့ကျွန်တော်၄-၅နာရီလောက်မှာဒီကစားမဖြစ်သူနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရဖို့လိုသေးတယ် ော်ဒါအပြင်ဒီ Ipswich နဲ့ Chelsea ကြားထဲမှာအချင်းကြီးကောင်းသွားပြီဆိုပေမဲ့လို့ပေါ့နော်ဟိုဒါမိုရီထွက်လာတာဒါပေမဲ့လို့အခုကတော့ကစားမဖြစ်သူနဲ့လည်းအဆင်ပြေသွားပြီပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုတွေလည်းကျွန်တော်ရသွားပြီနီးပြဖြစ်တဲ့ Mares ကဟာဒီနေရာမှာအများကြီးအရေးပါခဲ့တဲ့သူဒီအပြောင်းအရွေ့ဖြစ်မြောက်ဖို့အထူးသဖြင့်တော့ Mares ကနဲ့ကစားသမားကစကားတွေပြောအပြီးမှအဲလုံးဝ Chelsea ကိုပြောင်းမယ်ဆိုတဲ့ပုံစံမျိုးသူ့အနေနဲ့ဆုံးဖြတ်ချက်ချလိုက်တာ ဒါဟာအများကြီးအရေးကြီးတဲ့ຢာပါနီးပြားတယောက်ကကစားမားတွေကိုခေါ်ဝေးကျူးပန်းတဲ့နေရာမှာဒီဘားကြောင်မြန်ပေါ့နော်ဒီနီးပြားရဲ့အတင်းကိုပြောင်းလာရမှလဲဆိုတဲ့ကစားမားတွေရဲ့ဒီစိတ်ကိုဗျာအမြဲတမ်းအတိုင်းအတာတစ်ခုတည်းဒါတကယ်ကောင်းတဲ့ project တွေနဲ့ပဲဖြစ်ဖြစ်မင်းကငါတို့အတင်းမှာဘလို့အရေးပါမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲဖြစ်ဖြစ်ချပြနိုင်ရမှာဒါကူမာရက်စကာကကောင်းကောင်းလှုပ်သွားပြီးတော့လက်ရှိ D lab ကိုခေါ်နိုင်တော့မယ်ဒီနေရာမှာသူတို့စီမှာတော့ဂျားထဲမှာရောက်ရက်တွေခက်နေတယ်ပေါ့လေ ါတခြားမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့စီမှာဆိုလို့ရှိရင်တော့မသိဘူးချယ်ဆီဘက်ကပရိသတ်အများစုလိုချင်တဲ့တိုက်စစ်မှုမျိုးကဗီတာအိုစီမန်တို့ဗီတာဂူခရက်စ်တို့အရာမမဟုတ်ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့အာဆင်နယ်တို့ဘာလို့နဲ့တချောက်တရင်ထွက်နေတဲ့ဒီဗာလဲဘင်ဂျမင်ဆက်စကိုတို့အဲ့လိုလုံးဝလုံးဝအာမခံချက်တွေအများကြီးပြထားပြီးသား quality striker မျိုးတွေလိုချင်တဲ့အဖွဲ့ကရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့လက်ရှိပေါ့နော် ဒီ lab နဲ့ပတ်သက်ပြီးတော့လည်း OK အဆင်ပြေတယ်ငါတို့ဘောနော်အနာဂတ်မှာအများကြီးတိုးတက်လာနိုင်တဲ့တိုက်စစ်မှုမျိုးတယောက်ပါညာဆိုပြီးတော့ GUI လက်ရှိအပြောင်းအရွှေ့ကိုလက်ခံထားကြတဲ့ပြည်သက်တွေလည်းရှိတယ်ဆိုလက်ရှိ Chelsea ပြည်သက်တွေအနေနဲ့ Liam D lab ကိုခေါ်ပြီးပြီဆိုရင်နောက်ထပ်တိုက်စစ်မှုကထပ်ခေါ်ဖို့မရှိတော့ဘူး Chelsea ကသူတို့မှာ Nicolas Jackson ရှိတယ်လက်ရှိ Liam D lab ရှိတယ်ဆိုထပ်ခေါ်ဖို့ကမရှိနိုင်တော့ဘူးဆိုတော့ဒီ lab ကိုခေါ်တာကတကယ်ဖြစ်တဲ့အပြောင်းအရွှေ့လို့ညီကတို့ထင်ကြလားအမမဟုတ်ဘူးဆိုလို့ချင်းဟာငါတို့က Champions League တွေဘာတွေလဲနောက်နှစ်ကစားမှာ အတွေ့အကြုံရှိပြီးတော့ဂိုးသွင်းအာမခံချက်ပို့ပြီးတော့များတဲ့တိုက်စစ်မှုမျိုးကိုပို့ပြီးတော့ခေါ်သင့်တယ်လို့เนาะထင်ကြတဲ့သူတွေရောညီကိုရှိကြလားကျွန်တော်ကတော့အမှန်တမ်းပြောရင် Liam Delap ကဗျာဘယ်လိုပြောမလဲကိုကိုဒီ Manchester United ရဲ့အချီနီရဆိုလို့ရင်ကိုဒီလည်းညီကိုတို့တိတဲ့အတိုင်းပဲဒီကစားမကိုခေါ်ဖို့အတိုင်းအတာတစ်ခုကြီးဂျိုးပန်းခဲ့တာဂျိုးပန်းခဲ့တာဒါမှမဟုတ်ဘောနော်မရခဲ့ဘူးမရခဲ့ဘူးဆိုတော့ကတခြားမှုကစားသမားက Champions League ဝင်ခွင့်ရတဲ့အသင်းကိုပိုပြောင်းကျင်ပြီးတော့လက်ရှိ stable ဖြစ်တဲ့အသင်းကိုသူတွားကျင်တာဒါကလည်းကစားမဘာကကျင်ကျွန်တော်လုံးဝနားလည်လို့ရတဲ့အခြေအနေမျိုးဆိုတော့ Liam Delap က Manchester United အခြေအနေနဲ့ဆိုလို့ရှိရင်အများကြီးတင့်တော်တဲ့ကစားမမျိုးဘာလို့လဲဆိုတော့ United မှာ decent quality ရှိတဲ့ striker ကိုမရှိလို့ပဲနော်ဒါအပြင်ကျွန်တော်တို့ကဟိုပွဲတွေအများကြီးကစားဖို့လည်းမရှိဘူးငွေကြီးရလဲကိုရီးယားမတတ်နိုင်ဘူးဆိုတော့ဒီလက်ပြည့်အပြောင်းအရွှေ့ဟာအတိတ်ပဲရှိတယ်ဒါပေမဲ့ Chelsea ကျတော့မတူတော့ဘူး Chelsea ကျတော့ Lian Delap တို့ဘာလို့ကဘယ်လိုပြောမလဲဒါလုံးဝ backer striker လောက်ပဲထားသင့်တဲ့အခြေအနေမျိုးဗျ Nicolas Jensen ကျွန်တော်တို့ကြည့်ဗျ Nicolas Jensen အတိုင်းတာတကူဒီသူယုံနိုင်နေကျိုးပန်းနိုင်နေဒါပေမဲ့လို့သူဒီ Chelsea အသင်းရဲ့ဘယ်တော့ first choice striker မျိုးဖြစ်မနေသင့်ဘူးအခုလက်ရှိ Lian Delap ရောက်လာပြီဆိုလို့ရှိရင် Delap ဟာထင်တာထက်အများကြီးပိုကောင်းနေဆိုလို့ရှိရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ Chelsea ကလုံးဝ main striker ကိုလွဲနေဦးမယ်လို့ကျွန်တော်ထင်တယ် ဒီနေရာမှာ D-Lab လို့ကစားမမျိုးကတခုတော့ရှိတယ်အသက်ကလည်း22နှစ်ပဲရှိသေးတယ်ကစားမရဲ့ physical ဒီတိဆောက်ပုံတွေကလည်း Premier League လိုနေရာမျိုးမှာအံဝင်ခွင့်ချက်ဖြစ်ထားပြီးသားလက်ရှိ Premier League မှာလည်းသူရုံးကန်နေရပါတယ်ဆိုတဲ့ Ipswich လိုနေရာမျိုးမှာသူဘာကောင်လဲဆိုတော့လုတ်ပြထားပြီးသားဆိုတော့ Chelsea လိုမျိုးဟို creative midfielder တွေလည်းကျွန်တော်ရှိတယ်အခွင့်အရေးတွေလည်းကျွန်တော်ဖန်တီးနိုင်တယ်ရတဲ့အခွင့်အရေးတွေကိုပဲအမှန်ကန်သွင်းဖို့လိုတော့တယ်ဆိုတော့ အသင်းမျိုးမှာဒီလောက်ကအံဝင်ခွင့်ကြဖြစ်ဖို့ရုံးကန်ရစရာအကြောင်းရင်းကတော့နဲတယ်။ဒါပေမဲ့လို့ပေါ့နော်။ဒါပါတော့ခုနကပြောသလိုမျိုးဗီတာအိုစီမန်တို့နောက်ပြီးလို့ရှိရင်ဗီတာဂူခရက်တို့ဟလာပြီးလို့ဘင်ဂျမင်ဆက်စကူတို့ဒီလိုမျိုး quality striker တွေနဲ့ရှင်လိုက်မယ်ဆိုရင်ဒီဒီလက်တို့ဘာတို့ကကျွန်တော်ဒီ second choice striker မျိုးပဲ Chelsea မှာဖြစ်နေသေးတယ်။လက်ရှိဒီလက်က22နှစ်ပဲရှိသေးတယ်။နီကလက်ဂျက်ဆန်က23နှစ်ပဲကျွန်တော်ရှိသေးတယ်။ ဆိုတော့ဟိုသူတို့ဒီအတွေ့အကြုံမရှိဘူးလို့ပြောတာမဟုတ်အသက်ငယ်တိုင်းအတွေ့အကြုံမရှိဘူးလို့မဟုတ်ဘူးဒါပေမဲ့လို့ပေါ့နော်အာမခံချက်ပုံများတဲ့တိုက်စစ်တွေကိုပေါ်သိနေလို့ထင်တယ်ချန်ချန်ချန်ပီယံလိလေကျွန်တော်ကစားဖို့ရှိတယ်ဗျာပရီးမီးယားလိကလည်းလက်ရှိဒီယာဒီမှာ1 2 5ထဲတူသူတို့ဝင်ခဲ့တယ်ဆိုတော့နောက်နှစ်မှာဒီထက်ပိုပြီးတော့ကောင်းအောင်မယ်1 2 3တွေဝင်ဖို့ကြိုးပမ်းမလား1 2ကျွန်တော်ဝင်ဖို့ကြိုးပမ်းမလားချန်ပီယံဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်ကြိုးပမ်းမလားဆိုတော့ဒါမျိုးသွားဖို့နေတဲ့နေရာမှာချယ်ဆီကအများကြီးပိုကောင်းတဲ့တိုက်စစ်မှုကိုခေါ်သင့်နေဆိုတော့ ဒီအမြင်ရှိတဲ့ပြိသက်တွေလည်းရှိလာတာပေါ့လေဆိုတော့ Chelsea ပြိသက်တွေရောကျွန်တော်တို့ကဘယ်ကစားအမကိုရအောင်ခေါ်သင့်တယ်လို့ထင်ကြလဲလက်ရှိ D-Lab ကိုရတော့မယ်ဆိုတာမျိုးကတကယ်ဖြစ်တဲ့အပြောင်းအလဲလို့ကျွန်တော်ထင်ကြလားငွေကြေးပိုင်းကလည်းပြဿနာမရှိဘူး Chelsea မှာဆိုတော့အများကြီးပူကောင်းတဲ့တိုက်စစ်မှုကိုခေါ်ဖို့ကြိုးပမ်းခဲ့တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့ဒါကတခုပေါ့လေနောက်ထပ်အပြောင်းအလဲတစ်ခုက Christopher Nkunku နဲ့ပတ်သက်လို့ပါ Chelsea ရဲ့ဘက်ကတော့တိုက်စစ်ကစားမပြီးသူ Christopher Nkunku ကို ဒီအသင်းကနေပြီးတော့ဒီနွေရာသီပြောင်းရွှေ့မှာလုံးဝလက်လွတ်နိုင်လိမ့်မယ်ဆိုပြီးတော့သူတို့တွေယူဆထားတယ်။အန်ဂွန်ကိုဟာချဲစီကနေဒီနွေမှာထွက်ဖို့အတွက်လည်းအာမခံချက်ရှိတဲ့ကစားသမားမျိုးဆိုတော့ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကလေးကလည်းချဲစီတောင်းအောင်ရှိသူတွေဘက်ကဒီကစားသမားကိုလက်လွတ်ဖို့နဲ့ပတ်သက်ပြီးတော့စကားတွေကျွန်တော်တို့ပြောနေကြတာ။နောက်အခုဆိုလို့ရှိရင်ဒီနွေရာသီပြောင်းရွှေ့မှာလုံးဝဒီကစားသမားဖြစ်သူချဲစီနဲ့လမ်းခွဲဖို့ဖြစ်နိုင်ကြီးဟာရာဂိုင်တို့ပုံများလာတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ထွက်လာပြီ။ ဆိုတော့ Chelsea အနေနဲ့ဒါဖြစ်တဲ့လုံရမျိုးပါကျွန်တော်တို့ Christopher Angungu ကိုခေါ်ကြတဲ့က Chelsea ဟာတကယ်ခေါ်လိုက်တဲ့ပေါ့နော်ကျွန်တော်အကျိုးကိုမခံစားဘူးဗျာဒီလားနော်ကောင်းတဲ့လက္ခဏာတွေမခံစားဘူး Angungu တို့ဘာလို့အမြဲတမ်းတန်ရာရနေတယ် Chelsea လိုအပ်ပါတယ်ဆိုတော့အချိန်ဒီမျိုးဒီမှာဘလို့မှအဆင်မပြေဘူးတောင်မှန်မှာလည်းကစားနိုင်တယ်နံပါတ်10လည်းကစားနိုင်တယ်တိုက်စစ်မှုစစ်စစ်လည်းကစားနိုင်တယ်ဒါပေမဲ့ကွင်းထဲမှာတော့မရှိနိုင်ဘူးဖြစ်နေတာဟုတ်တယ်မလားဆိုတော့ ။ဒဏ်ရာပြဒနာတစ်ချိန်လုံးနှိပါရနေတဲ့ကစားမတစ်ယောက်ကိုဘယ်လိုမှအာကိုလို့ကျွန်တော်မရဘူး။ဒါကြောင့်ချယ်ဆီရဲ့ဘက်ကခရစ်စတိုဘာအန်ကွန်ကူကိုသူတို့လုံးဝကိုလက်လွတ်မယ်။ဖြစ်တဲ့အရာပါတကူတော့ရှိတယ်ဗျလက်လွတ်မယ်ဆိုပြီးမဲ့လို့ပေါ့နော်ဘယ်လိုလက်လွတ်မှာလဲ။တတော်တော့သူတို့တို့ခဲရင်နိုင်တယ်။တခြားအသင်းကိုသူတို့ရောင်းချဖို့ကြိုးပမ်းပါလား။ဒါမှမဟုတ်တခြားအသင်းတွေရဲ့ဘက်ကစိတ်ဝင်စားမှုတွေအမှန်ကန်ရှိမနေဘူးဆိုရင်ကစားသမားနဲ့ဒါကလပ်သင်းရဲ့ခြေထဲမှာအတန်းအတန်းတကူတွေသဘောတူညီမှုယူပြီးတော့ဟိုစာချုပ်ကိုဖျက်သိမ်းချပလိုက်မှလားပေါ့ တကယ်ပါရောင်းချဖို့ကြိုးပမ်းရင်တော့ငွေပြန်ရနိုင်ပြီမဲ့တကယ်သူ့ကိုစိတ်ဝင်စားတဲ့အသည်နေရှိပါမလားဆိုတာကလည်းရှိသေးတယ်သိတယ်မလားဟိုသူတို့အကြာကြီးစောင့်နေရမှာဗျာအန်ကွန်ကူကိုသူတို့ခေါ်တာတော့ကတန်ကြီးဘလောက်နဲ့ကျွန်တော်ပြီးရတယ်ဟုတ်တယ်မလားဒါအပြင်ပြန်ရောင်းရင်ရောအဲ့တန်ကြီးအတိုင်မရဘူးဆိုတော့တေးကြတယ်စိတ်ဝင်စားတဲ့အသည်နေဆိုတာမျိုးကလည်းချက်စီလူချင်းနဲ့ပြောင်းရွှေ့ကြီးကိုပေးနိုင်မှာလားဒါမျိုးကလည်းရှိသေးတယ်ဆိုတော့ ချယ်ဆီဘက်ကဘလူလက်လွတ်ဖို့ကြိုးပမ်းနေတယ်လဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့လေဒါကြောင့်ခရစ်စတိုဘန်အန်ဂူဂူဒီချယ်ဆီဘက်ကအမှန်ကန်လက်လွတ်ဖို့အတွက်ဒါကြိုးပမ်းနေတဲ့ကစားသမားတယောက်ပါတကယ်ဖြစ်တဲ့ဒါကြိုးပမ်းမှုလို့ကျွန်တော်တို့ထင်တဲ့ချယ်ဆီလိုမျိုးကစားသမားတိုင်းကိုအားကိုးရဖို့လာမယ့်ရာသီပြင်ဆင်နေတဲ့အချိန်မျိုးမှာအန်ဂူဂူတို့မျိုးအင်ဂျူရီပြဿနာတွေနဲ့ကြီးရင်ဆန်နေရတဲ့ကစားသမားကစကွတ်ထဲမှာတကယ်တမ်းပြောရင်ရှိမနေသင့်တော့ဘူးအမှန်ကန်ချယ်ဆီရအောင်လက်လွတ်နိုင်မလားပဲကျွန်တော်ကြည့်ရမယ် ဆိုနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကဂျေဒန်ဆန်ချူနဲ့ပတ်သက်တဲ့ကျွန်တော်တို့သတင်းမှာချယ်ဆီဘက်ကတော့ Conference League Final မှာဂျေဒန်ဆန်ချူကိုဂိုးသွင်းတာမြင်ရအပြီးနောက်ပိုင်းမှာဆန်ချူကိုအသင်းမှာဆက်ထားခြင်းနဲ့ဆိုတဲ့သတင်းတွေကျွန်တော်တို့ကြောက်ကိုတည်လာရတယ်။ချယ်ဆီရဲ့ဘက်ကတော့ဂျေဒန်ဆန်ချူရဲ့အေဂျင့်နဲ့ဟိုစာချုပ်အသစ်တွက်ပေါ့နော်သူတို့တွေကလုံးဝဆွေးနွေးနေတယ်။ဒီကြတာတစ်ခုကချယ်ဆီရဲ့ဘက်ကတော့ဒီဂျေဒန်ဆန်ချူကိုအသင်းမှာဆက်ထားခြင်းတဲ့ဒါပေမဲ့လည်းလို့ပေါ့နော်လောက်ခလာစာတွေဆန်ချူရှော့ယူရမယ်။ စာချုပ်ပါသဘောတူညီမှုတွေအတိုင်းအတာတခုကြီးသူတို့စိတ်ကြိုက်ထိချယ်ဆီရဲ့ဘက်ကရှော့ချခြင်းနဲ့မန်ချက်စတာယူနိုက်တက်နဲ့လက်ရှိချယ်ဆီမှာအငှားသဘောတူညီမှုကအတိုင်းရနေတဲ့ဒီဘက်ကို၃သိန်းခွဲဆိုတဲ့ဒီလောက်ခလာစာမျိုးကိုချယ်ဆီဘက်ကရှော့ပလိုက်ခြင်းတာရှော့ပြီးတော့ဆန်ချိုကိုအသစ်မှာဆက်ထားခြင်းနဲ့ဒီရက်ခါကျတော့လက်ရှိကစားမားရဲ့အေဂျင့်နဲ့ချယ်ဆီတာဝန်ရှိသူတွေရဲ့ကြားထဲမှာတော့ဒါဆွေးနွေးမှုတွေပြုလုပ်နေကြတော့မှာဆိုတော့လာမယ့်ရက်ပိုင်းအနည်းငယ်အတော်အတွင်းမှာဒီအပြောင်းရွှေ့ဒီအပြောင်းရွှေ့ကဖြစ်သွားဖို့ရှိတယ်ဆုံးဖြတ်ချက်တွေချသွားဖို့ရှိတယ်ဆိုတော့ ဘယ်လိုပြောမလဲဒီနေရာမှာလဲခုနကဒီဒီလက်လိုပဲဗျာဒီလားအာဆန်ဂျိုကိုအတိတ်မှာဆက်ထားတဲ့ ਨੇ ဆန်ဂျိုကိုအတိတ်မှာဆက်မထားတဲ့မူဆိုပြီးတော့ပြိသက်တည်းကတော့အမြင်ကြီးကွဲတာပေါ့လေဟိုကျွန်တော်ကတော့ဘယ်လိုပြောမလဲအကယ်လို့တောင်မန်နီမှာပေါ့နော်တောင်မန်နီမှာအများကြီးပူကောင်းတဲ့ကစားမတယောက်ကိုထက်မခေါ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါဟာဖြစ်တဲ့အပြောင်းရွှေ့ပါထားပါတော့ကျွန်တော်တို့အနေနဲ့ left wing ကိုပြောတာပေါ့နော်ညာချက်မှာဆိုပက်ထရိုနက်တိုရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါနော်နီမာရိုခီကျွန်တော်တို့ရှိမယ်ဟောဒီ အဲဗာလဲမူဒရစ်တို့ဘာလို့ကဒါသူ့အနေနဲ့ suspend နေဖြစ်တာလဲဆိုတော့ထားတော့ဆိုတော့ left wing မှာလည်းကတည်းကပြောရင်အဲ့လောက်ကြည့်ဒီကောင်းနေတဲ့ကစားမမရှိဘူးအကယ်လို့ Chelsea က left wing မှာငါတို့တကယ်ကောင်းတဲ့ strike ဒီကစားမတစ်ယောက်နဲ့ထက်ခေါ်မယ်ဆိုရင်တော့ Sancho လိုကစားမမျိုးဒီ Chelsea လူစင်းနေမှာရှိမနေသင့်ဘူးရှိမနေသင့်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ okay Chelsea ကတခြားနေရာတွေတော့အားဖြစ်တဲ့ left wing တော့အားဖြစ်ဖို့မရှိဘူးဆိုရင် Sancho ကိုဆက်ပြီးတော့ထားတာကနည်းနည်းလက်ခံလို့ရတယ် ီနေရာမှာ left wing ကစားသမားဆိုတော့ Sancho က left wing ကို right wing ကိုကောင်းကောင်းကစားနိုင်တယ်။နောက်ပြီးလို့ရှိရင် system တစ်ခုနဲ့အသားကျပြီးသားဖြစ်နေတဲ့အသင်းမှာသူဟာအများကြီးရုန်းကန်ဖို့ကျွန်တော်ရှိမနေဘူး။ဒေဂျာတာတစ်ခုကတော့ Chelsea ပြည်သက်တွေမျော်လင့်တဲ့ခြေစွမ်းကိုလက်ရှိ Chelsea ကိုရှိနေတဲ့ကာလမှာသူမပြနိုင်ဘူး။မပြနိုင်ဘူးဗျာရောက်ရောက်ချင်းကျွန်တော်တို့သိတဲ့အတိုင်းပဲမန်ချက်စတာယူနိုက်တက်ကနေပြီးတော့ဆဆချင်းအငှားရောက်လာတဲ့ကာလာနှစ်ပွဲသုံးပွဲမှာတော့အာအာမင်းတို့ငါတို့ကအမှန်ကန်ခေါ်လိုက်နိုင်ပြီဟေ့တကယ်ကောင်းပြီဟေ့အမှန်ကန်လုတ်ပြနေတာပဲ နောက်ပိုင်းကျတော့လေဒုံရင်ကဒုံရင်ပြန်ဖြစ်သွားတာဒါကြောင့်လေခြေစီးပြိတဲ့အများစုကသဘောမကျတဲ့နေရာမှာပါတာဒါမျိုးလို့ခုနကကျွန်တော်ပြောလိုပဲဒီကစားမရဲ့အပြောင်းရွှေ့ကခြေစီးကနောက်ထပ် left wing ကောင်းကောင်းတယောက်မခေါ်နိုင်ဘူးဆိုရင်ဒီကစားမကိုဆက်ထားတာဟာဖြစ်တဲ့လုံးရက်ပဲဘာလို့လဲဆိုတော့25သန်းပဲကုန်ပါဗျာ United ကိုကျွန်တော်သူတို့ပေးရမှာ25သန်းပဲမလိုချင်ဘူးဆိုရင်တော့5သန်းပဲကုန်မှာသူတို့ပြန်ပေးဖို့အတွက် United ထံမကစားမကမပြောင်းချင်ဘူးเนาะဆိုတော့25သန်းပဲကုန်ပဲဗျာအကယ်လို့အလုံးမဖြစ်ခင်တော့နှမျောစရာအများကြီးမရှိဘူး ဟိုကောင်းနာကဂျားတဲ့ကလौခလာစာတွေပါသူတို့ရှော့ဖို့ရှိတယ်။ဆန်ချူတပတ်ကို၃ဒီခွေသူတို့ဒီပုံစံနဲ့ဘလို့မပေးမှာမဟုတ်ဘူး။ဟုတ်တယ်မလားနော်။ဆန်ချူဘက်ကလည်းမင်းချယ်စီမှာဆက်နေခြင်းနဲ့သူရှော့ယူမှရမယ်။ရှော့ယူမှရမယ်။အကယ်လို့ရှော့ယူမယ်ဆိုရင်တော့သူတို့ထားခြင်းတယ်။ဆိုတော့ဆန်ချူကတေးကြတဲ့လာစာကတော့၃ဒီခွေရဖို့ရှိကိုမရှိဘူး။နော်ရှော့ယူမယ်ပြီးလို့ရှိရင်စာချုပ်ပါသဘောတူညီမှုအချက်လက်တွေလည်းရှော့မယ်ဆိုလို့ရှိရင်တော့ချက်ကြီးကဆက်ထားခြင်းနဲ့ဒါကြောင့်ကျွန်တော်ကတော့ဘယ်နော် တပတ်ကိုလစာတသိန်းကိုပဲနှစ်သိန်းလောက်နဲ့ဒီကောင်လက်ခံနေသလိုရှိရင်ကိုပဲဆက်ထားသင့်တယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့် left wing ကိုခေါ်ဖို့တရင်မထွက်တဲ့အခြေအနေမျိုးမှာဆန်ချူဟာအများကြီးကောင်းတာမဟုတ်တော့မှလူစင်းင်းထဲမှာရှိနေသေးတော့ဒါရွေးချယ်စရာတစ်ခုဖြစ်မာရက်စကာတဲ့ရှိနေဦးမှာပဲအဲရောက်ဂျီဒန်ဆန်ချူဒီတို့ဒါ Chelsea မှာဆက်ပြီးတော့နေဖို့အတွက်အခွင့်အရေးတွေရှိလာတော့မယ် Chelsea ပြည်သက်နေတော့ဆန်ချူကိုအတင်းဘက်ကဆက်ပြီးတော့ထားသင့်တယ်လို့ထင်ကြလားဒါမှမဟုတ်နောက်ထပ်ပူကောင်းတဲ့ left wing တစ်ယောက်ကိုခေါ်သင့်တယ်လို့ထင်ကြလား ဆန်ချိုရှိနေပြီဆန်ချိုကိုဆက်ထားတယ်ဆိုရင်တော့ချဲစီကနောက်ထပ်လက်ဖွင့်တယောက်ကိုခေါ်ဖို့အတွက်သူတို့ကျူးပန်းကြမှာကျူးပန်းတော့မှာဆန်ချိုနဲ့ပဲဆက်သွားဖို့ကျွန်တော်အချိန်ကြီးများတယ်ပေါ့နော်အဲလိုဆိုသူတို့တောင်ပန်နှစ်ဖက်မှာနေတူရူမာရိုကီရိုကိုကျွန်တော်သုံးပြီးတော့အရန်ကနေဆန်ချိုကိုထည့်တာမျိုးတွေအများကြီးမြင်လာမြင်ရနိုင်လို့ပဲဆိုချဲစီပြိတက်တွေရောဘလူမီညလဲ ဆိုတော့ဒါကတော့လက်ရှိမှာ Chelsea နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းအရွှေ့သတင်းတွေပေါ့လေဆိုတော့ကျွန်တဲ့ဗီဒီယိုလေးတွေမှာလည်းကျွန်တော်တခြားသတင်းတွေကျွန်တော်တင်ဆက်ပေးသွားပါအောင်မယ်ညီကတို့အနေနဲ့ရောဒီအပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်ချီချူပါပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်